ကိုကကားအကြောင်းနားမလည်ဘူးဆိုရင်တော့မပေါ့နော်ကားအကြောင်းကိုအခြေခံလောက်လေးနားလည်ထားတယ်ဆိုလို့ရှိရင်သူများကျင်းထဲတာခမ်းမှာမဟုတ်ဘူးပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော်စီကိုတိုက်စားတယ်အများကြီးရောက်ကြတယ်ပေါ့နော်ကိုချမ်းကြီးကျွန်တော်တို့ကားလေးတောက်ဝေးတာဗျာနားမလည်လို့ပေါ့နော်ကျွန်တော်တို့ရဲ့တငယ်ချင်းတွေမိတ်ဆွေတွေဦးလေးတွေဟာအကူတွေဆက်တည်ပြီးခေါ်ရတာဗျာသူတို့ကရန်ကျွန်တော်တို့မကောင်းတဲ့ကားကျင်းထဲပြီးရောင်းလိုက်တယ်ကျွန်တော်တို့ခံလာရတယ်ဗျာအဲ့လိုမျိုးတွေကျွန်တော်မဖြစ်ချင်ဘူးဘယ်လိုလုပ်ရမလဲဆိုပြီးတော့ပေါ့နော်ကျွန်တော်အကူကြီးတောင်းတဲ့ခါကျတော့ကျွန်တော်ခုနကဘယ်လိုလုပ်ပဲ ကိုကိုရိုင်းကနားမလည်လို့သွားကြည့်တယ်ဆိုပေမဲ့လည်းပေါ့နော်အခုညောင်းလို့ခေါ်ရတယ်ဆိုပေမဲ့လည်းကိုခေါ်ရတဲ့လူကမမှန်နေဘူးဆိုလို့ရှိရင်ကို့အတွက်ပဲ social network ရမ်းများတယ်ပေါ့နော်အဲဒါကြောင့်မို့လို့ဒီနေ့ဒီဗီဒီယိုမှာဆိုလို့ရှိရင်ကားပေါ်ပေါ်စဉ်းစားနေရကျွန်တော်မိတ်ဆွေတို့ကျွန်တော်ကဒီနေ့မှာကားအခြေခံအဖြစ်ပေါ့နော်ဘလိုနေရာလေးတွေကိုကျွန်တော်တို့စစ်ကြမလဲဆိုတာလေးကိုတည်တည်ချာချာလေးရှင်းပြပေးမယ်အရေးကြီးတဲ့နေရာတွေကိုကျွန်တော်ပြပေးမယ် ဆိုတဲ့ခါကျတော့ကျွန်တော်ဗီဒီယိုကိုကျွန်တော်မိတ်ဆွေတွေကကြည့်ပြီးသွားရည်ဆိုလို့ရှိရင်ကိုကနားမလည်ဘူးကားတော့ဝယ်တယ်မိတ်ဆွေတွေကိုခေါ်ပြီးတော့ကြည့်ရဲဆိုရင်တော့မှာဩကိုချမ်းကဒီနေရာလေးပြထားတယ်ဒီနေရာလေးဒီနေရာဒီနေရာလေးကိုငါတရားကြည့်ရမယ်ဆိုတဲ့အတိလေးရှိတယ်ကျွန်တော်ပြတဲ့နေရာလေးတွေတခုခုလွဲမှားနေရည်ဆိုလို့ရှိရင်မဝယ်ရဘူးဆိုတဲ့အတိတခုရသွားတယ်ဆိုလို့ရှိရင်ကျွန်တော်မိတ်ဆွေတွေအတွက်အကျိုးအများကြီးဖြစ်လိမ့်မယ်လို့ကျွန်တော်မျှော်လင့်တယ်အားကြောင့်မလို့ဒီနေ့ဒီဗီဒီယိုမှာဆိုလို့ရှိရင်ကျွန်တော်ကလိုက်မကူညီနေတာဖြစ်တဲ့တော့ကြောင့်မဟုတ်လို့ကျွန်တော်မိတ်ဆွေတွေကိုကားတော့ဝယ်တဲ့အခါကျတော့ကားတော့ဝယ်တဲ့အခါမှာပေါ့ဗျာကျွန်တော်တို့ကားတွေကိုအခြေခံ ဘယ်နေရာတွေကိုကြည့်ရမလဲဆိုတာကိုကျွန်တော်အသေးစိတ်လေးရှင်းပြပေးမယ်။ဒီဗီဒီယိုကိုစုံနှစ်ထိကြည့်မိတ်ဆွေကကားအ ਨੇ စုံတော့အခြေခံအဆင့်တော့ကောင်းကောင်းကြည့်တဲ့သွားလိမ့်မယ်။နော်အဲ့တော့ကျွန်တော် live ပြပေးမယ်ပါ။ Let's go ။ အဲကျွန်တော်အခုပြပေးမယ့်ကားလေးကတော့ဒါကျွန်တော်ရောင်းမဲ့ကားတွေထဲမှာတစည်းဖြစ်တဲ့ပေါ့နော်ဒီ Master Dummy ကိုကျွန်တော်တည့်ရွက်ကလေးကိုကျွန်တော်ပြပေးတော့ပါပေါ့နော်အဲဒီကောင်လေးကိုကျွန်တော်တို့ပေါ့နော်ကားကြည့်တော့မယ်ဆိုလို့ရှိရင်ဘယ်ကားကိုပဲကြည့်ကြည့်ပါကျွန်တော်တို့အရင်ဆုံးအနေနဲ့ကတော့ကျွန်တော်တို့အပြင်အမြင်ပတ်ကားကြည့်ဖို့လိုတယ်ပေါ့နော်အပြင်အမြင်ဆိုတော့ကျွန်တော်စေးသားလေးတွေချောမချောပေါ့နော်ဒီစေးသားလေးတွေချောမချောကျွန်တော်တခြားကြည့်ဖို့လိုတယ်ပေါ့နော်ကိုကစေးကအပြင်တစ်ပတ်ချောတယ်ချောတယ်သူတို့မှဒီမှာရှိတ်လိုင်းလေးရှိရပြန်နော်ကြောကြည့်တဲ့ခါမှာစေးကိုကြည့်ရဆိုလို့ရှိရင်ဒီမှာရှိတ်လိုင်းလေးရှိနေရမထင်လဲသူတို့ဇောင်းလိုင်းလေးစင်းဝါလေးရှိတယ်အဲ့ဒါလို့အချိုးလိုင်းလေးရှိရင်မြင်ရမ မထင်တယ်မနော်အချိုးလိုင်းလေးရှိတယ်အဲ့လိုင်းလေးတွေကဒီလိုဒီလိုကြည့်လိုက်မယ်ဆိုလို့ရှိရင်တောက်လျှောက်ဆင်းနေရမယ်ဒီဒီမြင်းကွေးလေးဆိုလို့ရှိရင်လည်းလိုကွေးနေရမယ်သူ့ရဲ့အကွေးတိုင်းလေးပေါ့နော်သူ့ရှိတ်တိုင်းလေးရှိတယ်အဲဒီဘက်ကနေဒီလိုအတလိုကြည့်မယ်ဆိုလို့ရှိရင်လည်းဒီမှာသူ့ရဲ့ရှိတ်လိုင်းလေးရှိရင်မြင်ရမယ်အဲ့ရှိတ်လိုင်းလေးတွေကလည်းဆင်းနေတယ်လုံးမနေဘူးဆိုတဲ့ဟာမျိုးလေးတွေဖြစ်ဖို့လိုတယ်နော်ကျွန်တော်တို့ဆေးရဒီလိုမျိုးအမြင်တိုင်းအတန့်နေရမျိုးကြည့်ရမျိုးမဟုတ်ဘူးပေါ့နော်ဆေးလည်းတန့်နေရမယ်ဆေးလည်းချောနေရမယ်ဒီလိုသူ့လိုင်းပေါ့နော်သူ့ရှိတ်လိုင်းလေးတွေရှိတင်ရှိရတဲ့သူ့ရှိတ်လိုင်းလေးတွေတော့သူမှန်နေဆိုလို့ရှိရင်အဲကျွန်တော်တို့အကြံပြင်းနေနေတော့ဒါလေးတွေကတော့ကောင်းသွားပြီဆိုပြီးအကြံပြင်း ြင်နားလည်လို့ရတယ်ဒါဆိုလို့ရှိရင်ဒီမှာကျွန်တော်ပြပေးတာပေါ့နော်မတူရှေ့လိုင်းလေးပြပေးမယ်နော်ရှေ့လိုင်းလေးလည်းတင်းနေတာပဲဆေးလေးလည်းချောင်းနေတာပဲပေါ့နော်ဆေးလေးလည်းချောင်းနေတာပဲကောင်းတယ်ပေါ့နော်အဲဒါလေးဆိုလို့ရှိရင်ကျွန်တော်တို့အကျန်းဖြစ်နေတဲ့ဒါလောက်ဆိုလို့ရှိရင်ကျွန်တော်မစ်ဆူတွေနားလည်လို့ရပြီထင်တယ်နားလည်လို့ရပြီထင်တယ်ကျွန်တော်မြင်ရမယ်နော်ကျွန်တော်ပြတယ်မကြည့်မကြည့်ဒီဇောင်းရှိတ်ကနေကြည့်ကြည့်မယ်ဆိုဟိုးအထိတ်ရှိကိုစင်းနေရပဲအဲ့လိုမျိုးဒီဇောင်းရှိတ်ဇောင်းရှိတ်လေးတွေတို့မြင်းကွေးလေးတွေရအစပေါ့နော်သူ့ရဲ့ line လေးအတိုင်းရှိတယ်ဆေးလေးလက်ပတ်ကချော့ရဲဆိုလို့ရှိရင်ဒါကျွန်တော်တို့ပထမအဆင့်အနေနဲ့ဒါကျွန်တော်တို့ အပြင်ကြောကြည့်ပြပါဗျာ။အပြင်ကြောကြည့်ပြပါဆိုလို့ရှိရင်ကျွန်တော်တို့ကဘောနက်ကိုကြည့်ဖို့လိုတယ်။ကဲကျွန်တော်တို့ကဘောနက်ကိုကြည့်ပြီဆိုတဲ့အပိုင်းမှာပထမဆုံးဘောနက်ဖွင့်လိုက်ပြီပေါ့နော်။ဖွင့်လိုက်ပြီဆိုလို့ရှိရင်တခြားဘယ်နေရာမှမကြည့်နိုင်အောင်အရင်ဦးဆုံးဒီနေရာလေးတွေအရင်ကြည့်ပါတော့ကျွန်တော်တို့ဒီမှာနှက်လေးတွေဖြုတ်ရရှိမရှိပါတော့နှက်ဖြုတ်ရရှိမရှိဒီဘက်တော့ဒီဒီဒီနှစ်ခုကိုအရင်ကြည့်နော်အဒီနှစ်ခုမှာနှက်ဖြုတ်ရกินတယ်ဟိုဘက်ချင်းမှာလည်းနှက်ဖြုတ်ရกินသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဒီဇောင်းလိုင်းလေးတွေကိုစပြီးကြည့်လို့ရတယ်ဒီဇောင်းလိုင်းလေးတွေဒီဇောင်းလိုင်းလေးတွေမှာဆိုသူ့ရဲ့ဒီမှာသူ့ချိတ်လေးရှိရတယ်လား မသူချိတ်လေးရှိတယ်အဲသူချိတ်လိုင်းလေးတွေကသူ့ရဲ့ origin နဲ့အတိုင်းရှိနေလားလုံးဝကြီးလားပတိတွေပါနေလားပြပြင်းလားဆိုတာမျိုးလေးကိုကျွန်တော်တို့ကကြည့်လို့ရတယ်ဒီမှာဒီကောင်းဆိုရမ်းလှတယ်သူ့ရဲ့ဒီချိတ်လိုင်းတိုင်းလေးရှိရနော် ခြေလိုက်တိုင်းလေးရှိတယ်သူတို့ခြေလိုက်အတိုင်းလေးမှန်မှန်မှန်ကြည့်ရတယ်အဒီကောင်လေးမှန်သွားလေဆိုလို့ရှိရင်ဒါကျွန်တော်တို့ဘောနတ်မှာအတိုက်ခိုက်ရှိမထားဘူးဆိုတော့ကျွန်တော်အချက်ပြထားလိုက်ပြရပြီအဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကပထမအုပ်စုနေဗာကြည့်ရမယ်ဆိုလို့ရှိရင်ရှော့ဘောင်းရှော့ဘောင်းကကားတစီမှာဆိုလို့ရှိရင်အရန်အရေးကြီးတယ်ရှော့ဘောင်းထိခြားခိုက်ခြားတယ်ဆိုလို့ရှိရင်ကားမှာအဲ W2 ရတာဒီ RDA ဆောင်းရတာမျိုးလေးရှိရေပေါ့နော်အဲ့ဒါဆိုလို့ရှိရင်ကိုယ်ရဲ့ကားကအဲဇီနန်တစ်ခုအရာဆိုလို့ရှိရင်လည်းတော်တော်လေးနည်းဝါးကြီးပြင်ရောင်းဝယ်ရလဲအရန်ခက်တယ်ပေါ့နော်ဆိုတဲ့ခါကျတော့ဒီကောင်လေးတွေကိုအရေးကြီးနေနေကျွန်တော်စစ်ဖို့လိုတယ်စစ်တယ်ဆိုလို့ရှိရင်ပထမအုပ်စုနေကျွန်တော်တို့ကဟိုးဘက်ဓမီနဲ့ထိုးကြည့်ရဲဆိုတော့အလကအားရနေလို့ မဟုတ်ဘူးကျွန်တော်တို့ကဟိုးဘက်ထောက်ဒီမှာသူ့ရဲ့ချိတ်တွေရှိတယ်ဟိုးဘက်ထောက်ဒီမှာသူ့ရဲ့ချိတ်တွေရှိတယ်သူ့ရဲ့ spot လေးတွေရှိတယ်သူ့ line လေးတွေရှိတယ်သူ့ဒီမှာတွဲထားတဲ့အတွဲလေးတွေရှိတယ်အဲ့အတွဲလေးတွေမှန်လားဒီထောက်မှာရှိတဲ့ဒီ spot လေးတွေဒီချိတ်လေးတွေဒီချိတ်လေးတွေမှန်လားဆိုတော့ကျွန်တော်ကြည့်ရဒီမှာဒီချိတ်လေးတွေပေါ့နော်ဒီချိတ်လေးတွေမှန်မှန်ကျွန်တော်ကြည့်ရဒီမှာမီးထိုးပြထားတယ်ဒီမှာဒီချိတ်လေးတွေ ော်အဲ့ခြေလေးတွေကျွန်တော်မှတ်မှတ်မှန်အဲ့ခြေကဒီဘက်မှာလည်းရှိရဟိုဘက်ထိပ်မှာလည်းရှိရအဲ့ခြေလေးတွေကျွန်တော်မှတ်မှတ်မှန်ရေးကြည့်ရတယ်ဒီမှာအထက်လိုင်းလေးတွေမှန်လားသူစပော့လေးဒီမှာစပော့လေးအလုံးလေးမြင်ရမထင်နဲ့စပော့အလုံးလေးတွေကဆာမှန်လားဆိုတော့ကျွန်တော်တို့တခြားကြည့်တာជីဘူးကဒီမှာနှက်ဖြူရရှိမရှိကျွန်တော်တို့စစ်တယ်ဒီဘက်ဒေါက်လိုင်းလေးတွေဒီဒေါက်လိုင်းလေးတွေမှာကျွန်တော်တို့ပေါ့နော်တွန့်နေလားကျင်နေလားအတိုက်ခိုက်ပါလားလားစေးဝင်လားလားဆိုတော့ကျွန်တော်တို့စစ်တယ် CPU ရဆိုရှင် shop box အထိုင်အောင်စစ်ပြီး shop box အထိုင်အောင်စစ်ပြီးဆိုလို့ရှိရင်လေဒီမှာဆိုလို့ရှိရင်ရှော့ပေါအထိုင်ပတ်ထားတဲ့ဒီမှာတန်ပတ်ရှိအဲ့တန်ပတ်ကိုမှကျွန်တော်ဒီမှာစပော့လေးတွေ့ထားရသလား ဒီမှာ spot လေးတွေ့ထားတယ်အဲ့ spot လေးတွေကမှန်လား spot လေးတွေပျောက်သွားပြီလားဆေးတွေဝင်လားလားဒီ line လေးတွေလာလာပေါ့နော်ဒီ line လေးတွေဒီ another line လေးတွေဒါကို another line လို့ခေါ်တယ်ဒီ another ထားတဲ့ line လေးလာလာဆိုတော့ကျွန်တော်တို့အကုန်ကြည့်ဖို့လိုတယ်ဘာလို့လဲဆိုတော့တေချာတစ်ခုကခင်ဗျားတို့ဒီဘက်ကိုတိုက်လိုက်ပြီဆိုလို့ရှိရင်ဒီ another line လေးတွေတွန့်သွားပြီလုံးသွားပြီအဲ့လိုမျိုးဖြစ်မနေဘူးတော့ကျွန်တော်တို့ဒီ another line လေးကိုတခြားကြည့်ဖို့လိုတယ်ဒီ another line လေးတွေအလုံးကောင်းတယ်ဒီမှာလည်းဆေးဝင်လာတာမရှိဘူးဟိုမှာဆိုလို့ရှိရင်လည်းသူ့ရဲ့အထက် line လေးသူ့ရဲ့ spot လေးတွေချိန်လေးအလုံးမှန်တယ် ဒီပြီးတော့မှန်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီ frame တစ်ချောင်းလုံးကြည့်တယ်ဒါ frame နော်ဒီကောင် frame ကျွန်တော် outer frame လို့ခေါ်ရယ်နော်ဒီဒီ outer frame တစ်ချောင်းလုံးကိုကျွန်တော်ကြည့်ဖို့လိုတယ် outer frame တစ်ချောင်းလုံးကဟိုဘက်အစကနေပြီးတော့ကျွန်တော်ဒီဘက်အဆုံးထိကို clear ဖြစ်လားရှင်းလားဆိုတော့ကျွန်တော်တို့ကတေချာလေး dummy နဲ့ဟိုချောင်းချိုချောင်းကြားရှိကျွန်တော်ထိုးကြည့်တာအလကားကြည့်တာမဟုတ်ဒီဒီတိုင်းကြည့်မမြင်အောင်မှောင်နေအဲ့တော့ dummy ထိုးကြည့်ရယ်ဆိုရှင်ကျွန်တော်မြင်ရတယ်အဲ့တော့ဒီပေါ့နော်ဒီ frame line လေးဒီ အော်စေးဖြစ်လားကောင်းမကောင်းကိုကျွန်တော်တခြားလေးကြည့်ဖို့လိုတယ်ကြည့်ဖို့ရည်ဆိုလို့ရှိရင်လည်းဒီဘက်မှာအဲ့ frame နဲ့တွဲထားတယ်ဒီဘက်မှာတော့လား body နဲ့တွဲထားတယ်ဒီတန်ပြား line လေးရှိတယ်ဒီ line လေးတွေကိုလည်းကျွန်တော်တို့ကတခြားလေးတခြားလေးစစ်ဖို့လိုတယ်နော်အဲ့ line လေးရေးစလို့ပြီးသွားပြီဆိုရှင်အဲ့ဒါ hop back ကိုဒီဘက်ကိုစစ်တာ hop back ကို hop back frame ရောဒီဘက် frame ရောတခြားစစ်တယ်ကျွန်တော်ခုနကပြပြီဒီမှာတော့လားမချိလိုင်းလေးရှိရယ်ဟိုးထက်မှာလည်းချိလိုင်းလိုင်းရှိတယ်စပော့တွဲထားတာလေးရှိမယ်စပော့လိုင်းလေးရှိမယ်အနားတလိုင်းလေးရှိမယ်အနားကုတ်ထားတဲ့လိုင်းလေးရှိမယ်တန်းလေးရှိမယ်ဒီမှာဆို အဲကျွန်တော်အခုပြတဲ့အဲ့ line လေးတွေအားလုံးရှင်းသွားပြီ clear ဖြစ်သွားပြီဆိုလို့ရှိရင်ဒါကျွန်တော်မိတ်ဆွေတွေဒီနေ့အခြေခံအဖြစ်ပေါ့နော်ဒီ design လေးတွေအားလုံးရှင်းတယ် clear ဖြစ်တယ်ဟုတ်ပဲဘောနဲ့ပါဂျန်လေးတွေအစားပေါ့နော်ကျွန်တော်တို့တထူလားထောင်းလားတဲ့အရာလေးတွေဘာမှမရှိဘူးနေဆိုချက်အချက်မြင့်အဖြစ်ဩဒါကျွန်တော်တို့အတွန်းအတိုက်လွတ်သွားပြီဆိုရှင်းလို့ရတယ်မင်းတို့ဟိုဘက်ဂျားတွေကျွန်တော်ထုတ်ကြည့်ရဆိုအလကားကြည့်တာမဟုတ်ဘူးပြမအတွန်းအတိုက်ရှိရလားပတိရေဝင်လာလားပတိရေမှုထားလားဆိုတော့ကျွန်တော်အချက်မြင့်ကြည့်တယ်အဲ့ဒါလေးရှင်းသွားပြီဆိုရင်ဒါအချက်မြင့်အဖြစ်တော့ကျွန်တော်တို့ခေါင်းလေးတွေရှင်းသွားပြီပြောလို့ရတယ်အဓိကအဖြစ်ကတော့ဒီ shop ပေါင်းနှစ်ဖက်ကိုတခြားလေးစစ်ဖို့လိုတယ်ကျွန်တော်ခုနကပြောတယ်စပေါ်လေးတွေချိတ်လေးတွေဒ ီတွဲလိုင်းလေးတွေတွဲချိတ်လေးအကုန်လုံးမှန်နေရဆိုလို့ရှိရင်ကျွန်တော်တို့ဒါအရှိပဲချမ်းကြည့်တာကိုအကျန်းဖြစ်နေနဲ့ရပြီเนาะကျွန်တော်ဒါအလုံးစုံမဟုတ်သေးဘူးအကျန်းဖြစ်အခြေခံအဖြစ်ဒါလေးကောင်းမှုလို့ရဲဆိုတော့ကျွန်တော်ပြပြပြီးတာပြီးရင်ကျွန်တော်တို့ကအနောက်ကိုတက်ကြည့်မယ် အနောက်ကိုကြည့်ရဆိုတဲ့အပိုင်းမှာကျွန်တော်တို့တိတ်ချက်ကျွန်တော်ခုနပြောတယ်အဖုံးကိုကျွန်တော်စစ်ဖို့လိုတယ်ဒီမှာဒီကောင်လေးဒီနတ်ဖြစ်ရရှိမရှိပေါ့နော်သူ့ချိတ်လိုင်းလေးမှန်မှန်ချိတ်သားလေးတွေပိတ်ထားတာဟုတ်မဟုတ်ဆိုတော့ကျွန်တော်တို့ဒီဘက်မှာချိတ်လေးရှိရဲ့နော်ဒီမှာဒီချိတ်လေးဒီမှာဒီပိတ်ထားတဲ့အသားလေးတွေမှန်မှန်ကျွန်တော်ကြည့်ဖို့လိုတယ်ဒီဘက်မှာနှစ်လေးရှိရဲ့ဖြုတ်ထားတဲ့အရာရှိမရှိပိတ်သားလေးတွေမှန်မှန်ကျွန်တော်ချိတ်လေးမှန်မှန်ကျွန်တော်တို့ပကားအကုန်စစ်ဖို့လိုတယ်အဲ့ဒါကိုဒီဘောနဲ့တစ်ချက်လုံးမှရှိတယ်ဒီအနာတ်အနာကိုတတ်ထားတဲ့ချိတ်လေးရှိတယ် ဒီအနာတက်ချိတ်လေးကြီးကမှန်မှန်ဆိုတော့လေကျွန်တော်တို့ကအကုန်လုံးကိုစစ်ဖို့လုပ်တယ်အဲ့ဒါလေးအားလုံးမှန်တယ်ဆိုလို့ရှိရင်ဒီဘက်မှာစပြီးလာပြီဒီကောင်နဲ့အရေးကြီးတယ်ဒီမှာဒီချိတ်လေးရှိရတော့ဒီချိတ်လေးတွေမှန်နေဖို့ဒီ support လေးတွေမှန်နေဖို့ဆိုတော့ဒါအရေးကြီးတယ်ဒီ support လေးတွေမှန်နေတယ်ဒီချိတ်လေးတွေကနှစ်ဖက်လုံးမှာမှန်နေရဆိုလို့ရှိရင်ဒါကျွန်တော်တို့ကအကြမ်းဖြစ်အဖြစ်ဆိုလို့ရှိရင်တော့ဒါဒီကောင်ကားကတော့အတိုက်ခိုက်အယိုးစင်ရှင်းသွားပြီကားနည်းနည်းလေးချောတယ်ပေါ့နော် ကားချောတဲ့ power ကြီးဆိုတော့အကြမ်းဖြစ်နေလက်ခံလို့ရပါပြီပြီးရင်ကျွန်တော်တို့ကနောက်တစ်ခုအရေးကြီးတယ်ဒီဘက်မှာကျွန်တော်တို့ bank ထားတဲ့ကွင်းပေါ့နော်ဒီ bank ကွင်းဒီမှာဆိုလို့ရှိရင်လည်းကျွန်တော်ကြည့်ဖို့လိုတယ်ဘိန်းကွင်းဒီမှာဆိုအများအားဖြင့်ဒီဒီဒီ ီဒီကောင်လေးတွေကဖင်ရတိုက်ပြီဆိုလို့ရှိရင်ဒီချိတ်လေးတွေပျက်စီးသွားမျိုးလေးရှိရေပေါ့နော်ဒီချိတ်လေးတွေပျက်စီးသွားမျိုးလေးရှိရေဒီကောင်ကတော့အတိုက်ခိုက်မရှိအဲ့ဒါကြောင့်မလို့သူရ original အတိုင်းရှိတယ် original စေးသားအတိုင်းမရှိရေပေါ့နော်ဒီကောင်လေးတွေစေးဝင်လာတာချိတ်မှားနေရမျိုးတွေဆိုလို့ရှိရင်လည်းကျွန်တော်မိတ်ဆွေတွေနည်းနည်းလေးရှောင်နေနော်ရှောင်မှုလူပါတယ်ပေါ့နော်ဒီဒီကောင်လေးဆိုအလုံးကောင်းတယ်နော်မဝင်တော့မျိုးဘာမှမရှိဘူးနောက်တစ်ခုကကြတော့ကျွန်တော်တို့ပေါ့နော်ဒီအပေါ်ဘက် line နေရာဆိုကျွန်တော်တို့အကုန်လုံးစစ်ဖို့လိုရေပေါ့နော်